ဟယ်လိုအားလုံးမင်္ဂလာပါပုံမှန်တင်ဆက်နေကြဒီနေ့ဒီလိုအစီအစဉ်အစားကျွန်တော်ရဲ့ကိုပိုင်အမြင်ကိုပိုင်အတွေးတွေကိုပြောပြသွားမယ်ကျွန်တော်ရဲ့အတွေးမြင်ခံစားကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုကြိုလိုပါတယ်ရင်ကတော့ကျွန်တော်ပုံမှန်ဒီနေ့ကိုနှစ်ချိန်အခုနေ့ရစပြီးတော့ဒီနေ့ကိုတစ်ချိန်ပဲကျွန်တော်တင်ဆက်သွားတော့မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့အာအဓိကတော့ ဟိုပါတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်ကြုံခဲ့တွေ့ခဲ့ရတဲ့အရာတွေကိုပြန်လဲမျှဝေသွားကျင်တာရယ်အာကျွန်တော်ချစ်ခင်ကြတဲ့တော်လှန်ပြည်သူတွေကပြောကြတယ်ဟိုတော့အာကြုံတွေ့ခဲ့တဲ့အရာတွေအာနောက်ပြီးတော့ဟိုပါတော့ဒီစီရေးအတွေ့ကြုံတွေအမြင်တွေကိုအာပြောပြသွားဖို့ဆိုပြီးတော့ဒါကျွန်တော်အချံပေးကြတယ်ဒါကြောင့်မလို့လဲကျွန်တော်အနေနဲ့အာဘာလို့ဒီနိုင်ငံရေးစီရေးတွေကိုပို့ပြီးတော့ ဟောဗောနော်ဟိုလင်းလင်းနဲ့နဲ့ရှိမဲ့နိုင်ငံရေးစီအမြင်တွေကိုတုံးသက်ချင်တာရဲ့ကြောင့်အာဒီလိုအခုလိုမျိုးအပြောင်းလဲလောက်လိုက်တာ ဖြစ်ပါတယ်အဲ့တော့အာကျွန်တော်ဒီနေ့ကိုပုံမှန်ဗီဒီယိုတစ်ပုဒ်လောက်ပဲကျွန်တော်တစ်ပုဒ်ပဲကျွန်တော်တင်တော့မယ်ဗောနော်ဒီတစ်ပုဒ်တင်တဲ့အချိန်မှာလေးပေချာထိထိမိမိနဲ့တုံးသက်နိုင်အောင်ဟောဗောနော်ဟိုဟွာတွေကိုမြင်ရမယ်အဲအဲ့ဆောင်လဲကျွန်တော်အထူးကအလေးထားပြီးတော့ကျွန်တော် ပြုလုပ်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့စလိုက်ကြအောင်โอเคအဲ့တော့ ပထမဆုံးတစ်ခုကတော့ကဘာအရေးနဲ့စတင်တယ်။ဘာလို့ကဘာအရေးနဲ့ကျွန်တော်စတင်လဲဆိုတော့အခုရုရှားနဲ့ယူကရိန်းစစ်ပွဲပေါ့နော်။ရုရှားနဲ့ယူကရိန်းစစ်ပွဲကို Trump တက်လာပြီးတဲ့အချိန်မှာဒီ Trump ကနေပြီးတော့ဟိုပေါ့နော်ဟို social media မှာရောအာနောက်ပြီးတော့ social media ပေါ့သတင်းကောင်းတွေနေပါတော့သူနာမည်သတင်းတွေပဲ Trump ကတောက်လျှောက်လို့လဲအဲဒီမှာအထူးခြားဆုံးပြောရမယ်ဆိုရင်တော့ယူကရိန်းအရေးကလည်း ဒါတမရဇလန်စကီနဲ့အင်ဖြူတော်မှာတွေ့တဲ့အချိန်အာပြောကြဆိုကြတာတွေကလည်းတော်တော်လေးကဘာနိုင်ငံရေးမှာတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်အဓိကတော့တန်တမန်ရေးပေါ့နော်ကဘာတန်တမန်ရေးမှာတစ်ခါကတစ်ဖားမှကိုမမြင်ဘူးတဲ့ပုံစံတွေဆိုပုံစံတွေကိုဖြစ်သွားတယ်လို့ပြောပြောရမယ်ပေါ့နော်တချို့ဝိုင်းရင်သတင်းတောက်တွေဆိုအင်ဖြူတော်မှာဒီတရင်ပုံမှန်ယူနေကြတဲ့ဝိုင်းရင်သတင်းတောက်တွေဆိုမီဒီယာတွေရှေ့မှာအာဒီလိုမျိုး ဟိုပါတော့ all hit စကားများတဲ့ပုံစံမျိုးကဆာမဖြစ်ခဲ့ဘူးပေါ့နော်အခုကဘာကြောင့်ဒီလိုဖြစ်တာသူတို့ပထမဆုံးမြင်မှုကြတာပဲဆိုပြီးတော့နှစ်နဲ့နှစ်ဆယ်နဲ့ဆယ်စုနှစ်ချီအာသတင်းတော့ယူလာတဲ့သူတွေတော့မှသတင်းယူလာတဲ့သူတွေတော့မှဒီလိုစကားတွေပြောလာတာရှိတယ်အဲ့တော့အာ trend ကဒီစစ်ပွဲကိုဘာကြောင့်ရက်စီချင်တာလဲအာသူ့ရဲ့မဲဆွယ်ကာလမှာဒီစစ်ပွဲကို ရက်အောင်လုံးမယ်ဆိုပြီးတော့သူကြွေးကြော်ခဲ့တာရှင်24နှစ်ရင်တွင်ရအောင်လုံးမယ်လို့ဘာလို့ညာလို့ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့24နှစ်ရင်မဖြစ်နိုင်ပါဘူးအဲ့လောက်လည်းမလွယ်ကူပါဘူးအဲ့တော့အာအခုကတော့သူရက်အောင်လုံးဖို့အတွက်ဒါ sorry မှာယူကရိန်းရဲ့အဖွဲ့နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ဒါအမေရိကန်နိုင်ငံဂျာယီဝင်ကြီးပေါ့နော်အာရူရီယိုလို့ဟလာအာတွေ့နေပြီပေါ့နော်အာတွေ့နေပြီအာတွေ့နေတဲ့အချိန်မှာမာကိုရိုဗီယိုတို့တွေ့နေပြီတွေ့ပြီးတော့ အာသူတို့တွေအာဆွေးနွေးနေပြီပေါ့နော်အဲ့ဟိုတလောကတော့အဲသူတို့ရုရှားနဲ့လည်းဆွေးနွေးတယ်အခု sorry မှာထပ်ပြီးတော့အာထပ်ပြီးတော့ Ukraine နဲ့ထပ်ပြီးတော့ဆွေးနွေးတယ်ပေါ့အဲ့တော့ကျွန်တော်ပုံစံလေးပြောရရင်ဒီ Ukraine ရုရှားစစ်ပွဲတွေအာဘာကြောင့်ဖြစ်တဲ့စစ်ပွဲလဲဘလူအာဘလူတွေကြောင့်ပေါ့နော်အာဒီစစ်ပွဲမှာဘာတွေကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ပြန်တွေးကြည့်ရလို့ရှိရင်အဓိကကရုရှားရဲ့ကျူးကျော်စစ်ပွဲ ယူကရိန်းဆိုတာရုရှားရဲ့ဟောတော့ဒီဆိုဗီယက်ယူနီယံကွဲသွားကွဲသွားပြီးတဲ့အချိန်မှာအာနျူကလ িয়ার အရေးတွေယူကရိန်းနိုင်ငံမှာရှိတဲ့နျူကလ িয়ার လက်နက်တွေတချို့ဟာတွေကိုပြန်ယူဖို့အတွက်ပထမတော့အာညင်ညင်တတာနဲ့အလားမတ်လုံးတွေပေးပြီးတော့ကမ်းလှမ်းခဲ့တာရှိတယ်။အပြီးတော့အာနောက်တစ်ခုပေါ့နော်။အာပြီးတော့ဒီယူကရိန်းရဲ့နယ်မြေတွေကိုဟလာအာရုရှားကခဏခဏကျူးကျော်တိုက်ခိုက်ခဲ့တာလည်းရှိတယ်။စာချုပ်တွေကိုအခါခါချိုးဖျက်ခဲ့တာလည်းချိုးဖောက်ခဲ့တာလည်းရှိတယ်။အခုတစ်ခေါက်ဒီ ယူကရိန်းသမ္မတကပြောတဲ့အချိန်မှာယူကရိန်းဒီအာဒီစစ်ပွဲကိုတိုက်နေတာဘာကြောင့်တိုက်နေတာလဲရုရှားနဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်ရုရှားနေရုရှားဘက်ကနေပြီးတော့ခိုင်ခိုင်မာမာဂရီကဝတ်တွေကိုပေးဖို့လိုတယ်အဲ့အတွက်ကိုဒီအမေရိကန်နဲ့အနောက်နိုင်ငံတွေကနေပြီးတော့ဘောနော်တည်တည်ချာချာလေးပြောဖို့လိုတယ်ဆိုတဲ့ဥစ္စာတစ်ခုပေါ့ဗောနော်အာပြောခဲ့တာပဲရှိတယ်အဲ့တော့ရုရှားဆိုတာစိတ်ချလို့မရတဲ့နိုင်ငံတစ်ခုသူဒီဘောနော်ဒီဥရောပဥရောပဘက်ကိုဘောနော် ဒီယူကရိန်းကတဆင့်နောက်ထပ်တိုးလာမဲ့ခြေလှမ်းတွေက ဖြစ်သွားနိုင်တဲ့အခြေအနေတွေများစွာများစွာရှိတယ်။ဒါကြောင့်မလို့လဲသူဒီယူကရိန်းအာယူကရိန်းရဲ့ဒီတစ်ခေါက်စစ်ပွဲမှာဟလာသူမှန်းသလောက်တော့ဟိုဟာရုရှားတွေစစ်မတိုက်နိုင်ခဲ့ဘူးလို့တော့ပြောလို့ရတယ်။ကျွန်တော်ဘာကြောင့်ဒါကိုပြောရလဲဆိုရင်တော့ရုရှားရဲ့အာစစ်ရေးနဲ့အာယူကရိန်းရဲ့စစ်ရေးကိုကျွန်တော်တို့ရှင်လိုက်မယ်ဆိုရင်ရုရှားတွေ အချင်းလူတွဲမှာလည်းယူကရိန်းကိုတိုက်ခိုက်နိုင်တဲ့အနေအထားရှိပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့မဖြစ်ခဲ့ဘူး။ဘာလို့မဖြစ်ခဲ့လဲဆိုရင်ယူကရိန်းတမရဇလန်စကီဇလန်စကီနဲ့ဒါသူတို့တာဝန်ရှိသူတွေဟာကီယက်မှာနေပြီးတော့ဟလာအာကြမ်းကြမ်းခံခဲ့တာတွေအာနောက်ပြီးတော့အာသူတို့နိုင်တလောက်ပေါ့နော်။နိုင်တလောက်ပြန်ပြီးတော့တိုက်ထုတ်နိုင်ခဲ့တာတွေအာဒါတွေကလည်းအရေးပါတယ်။အဓိကတော့စစ်ကိုငါတို့နိုင်ငံကငါတို့ရသလောက်ကာဝယ်မယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုကလည်းဒီယူကရိန်းစစ်ပွဲကမှယူကရိန်းတို့ ဟိုတောင့်ခံနိုင်တဲ့အနေအထားတစ်ခုကိုရောက်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရမယ်ဒါအမေရိကန်ကထောက်ပံ့တဲ့အာဒီလက်နက်တွေထောက်လိုင်းကွန်ရက်တွေသတင်းအချက်လက်တွေဒါတွေကတော့ဟိုဘယ်လိုပြောမလဲဟိုဟိုတထောင်ဟိုပါတော့တော်တော်လေးလက်အေးပါခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်နေတဲ့စစ်သားတွေရဲ့ယူကရိန်းရဲ့ပြည်သူတွေယူကရိန်းရဲ့နိုင်ငံတာဝန်ရှိသူတွေကအဓိကဘောနော်သူတို့ရဲ့စိတ်တက်ကတော့အဓိကကြခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျ အဲ့တော့ဒီ Ukraine ဟိုရုရှား Ukraine စစ်ပွဲမှာပေါ့နော်ရုရှား Ukraine စစ်ပွဲမှာဟိုဟိုပြောရမယ်ဆိုရင်အာကျွန်တော်တို့ဟိုမြင်ငိုက်တွေ့ခဲ့ရတာအများကြီးရှိရခစ်တဲ့စစ်ပွဲရဲ့ပုံစံတွေလည်းအများကြီးတွေ့ခဲ့ဥမာ Ukraine ဘက်ဆိုရင် drone တွေအာတချို့ဥစ္စာတွေနဲ့တိုက်ခိုက်ခဲ့တာရှိရကျွန်တော်တို့2023ကနှစ်သက်သုံးတော့ကဆို Ukraine ကတံပြန်တိုက်စစ်တွေတော့မပြန်ဖွင့်ခဲ့တဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါပေမဲ့ရေရှည်ကြတော့မလွယ်ဘူးဗျ Ukraine နဲ့ Russia ကို ဟိုတော့ဟိုဒီကိုတိန်းထားတဲ့နည်းမျိုးတွေကိုပြန်ရရှိအောင်တိုက်ခိုက်ဖို့အဲတချို့အရာတွေကြတော့ဥပမာပြောရင်သူတနိုင်ငံနဲ့အခြေအနေနဲ့လုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါကြောင့်လို့လေအခု Trump တို့ကတက်လာတယ်ဆိုတဲ့အချိန်မှာဒီနေ့ဆိုရင် Marco Rubio ပြောတာရှိတယ်သူကဘာလဲဆိုတော့အာရုရှားက Ukraine ကိုတနိုင်ငံလုံးသိမ်းပိုက်ရတော့လွယ်ကူမှာမဟုတ်ဘူးဒါပေမဲ့ Ukraine နေဖြင့်လဲဆွန့်လွတ်လိုက်ရတဲ့ အာဘောလုံးနေမြေကနေပြီးရုရှားတွေကိုပြန်ပေါင်းထုတ်ဖို့ဆိုတာလွယ်မှာမဟုတ်ဘူးဆိုပြီးမာကိုရူဘီယိုကပြောတယ်အဲ့တော့ဒါကဟုတ်လားဆိုတော့ကျွန်တော်ပြန်လည်းပြောရင်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဟုတ်တယ်ဘာလို့ဟုတ်လဲဆိုတော့ ရုရှားရဲ့လက်ရှိအခြေအနေနဲ့ယူကရိန်းရဲ့စစ်အခြေအနေကတော်တော်လေးကွာခြားတယ်။နောက်ပြီးတော့ Trump လိုတက်လာတဲ့အချိန်မှာဒီယူကရိန်းကိုကူညီနေတဲ့တချို့အရာတွေကိုရပ်တန့်လိုက်တာရှိတယ်။ဥပမာ Joe Biden နဲ့လက်ထက်ကကူညီခဲ့တဲ့တချို့အရာတွေကိုရပ်တန့်လိုက်တယ်။အာရပ်တန့်လိုက်တယ်ဆိုတော့တမရတယောက်အနေနဲ့ဘောနော်ဒီဟိုဟိုရပ်တန့်လို့ရတဲ့အကြောင်းအရာတွေတွေကနေပြီးတော့ကန့်တက်ပြီးတော့ရပ်တန့်လိုက်တာရှိတယ်။ဥပမာယူကရိန်းကိုကျွန်တော်တို့ကအာဘယ်နှဘီလီယံဘုံဘောနော်ဥပမာထားပါတော့7ဘီလီယံကျွန်တော်တို့ကူညီပေးထားပါတော့ဒီ7ဘီလီယံကိုဟာလာအာသူတို့ကယူကရိန်းကိုပေးလိုက်တာမဟုတ်ဘူး။ ဒီဟိုဟာပေါ့နော်အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ဒီစစ်လက်နက်ပစ္စည်းစက်ရုံတွေရော့ယူကရိန်းကမင်းတို့လူချင်းတဲ့ပစ္စည်းတွေကိုအကကနေပြီးတော့သွားမှာပေါ့နော်သွားမှာမှာပြီးတော့အပစ္စည်းတွေကိုဟိုဟိုဟာပေါ့နော်ယူကရိန်းကိုပို့အဲ့လိုမျိုးသွားတာဒါပေမဲ့သူကအဲလ်စာတွေအကုန်လုံးရက်တက်မှုအတွက်ကမဖြစ်နိုင်ပေမဲ့ဒါပေမဲ့ရက်တက်နိုင်သလောက်ကိုသူကရက်တက်တယ်နောက်ပြီးတော့အဓိကအရေးကြီးတာကထောင်လိုင်းသတင်းအချက်အလက်ကိုမရှယ်ပေးတော့ ထောင်လိုင်းသတင်းချက်လက်ကအမေရိကန်လိုနိုင်ငံမျိုးအမေရိကန်လိုနိုင်ငံမျိုးရဲ့ထောင်လိုင်းသတင်းချက်လက်ကယူကရိန်းအရန်အရန်ကိုတန်ဖိုးရှိတာဟိုဘက်ကစနေပြူရတယ်မဟုတ်ဘူးယူကရိန်းရဲ့စစ်မြေပြင်မှာရှိတဲ့ရုရှားတပ်တွေရဲ့ဒီပေါ်တော့ဟိုစစ်မြေပြင်မှာလှုပ်ရှားပုံအသေးစိတ်တွေအစသူတို့ရဲ့တက်နေရတွေကအစသူတို့ရဲ့ခံစစ်စည်းတွေအစသူတို့ရဲ့တိုက်စစ်တွေကဘလို့ကအစအာပေးနိုင်တဲ့ဟိုပါပေါ့တော့နီးပညာတွေကအမေရိကန်မှာပဲရှိတာအဲ့လိုနီးပညာတွေကိုထရန့်ကနေပြီးတော့မပေးတော့ဘူး မပြီးတော့တဲ့အချိန်မှာအဲဥစားကထောင်လိုင်းစစ်မြေပြင်ထောင်လိုင်းသတင်းအချက်လက်ကအရေးကြီးလားဆိုရင်တော့အရေးကြီးတယ်အတော်တော်လေးကိုအရေးကြီးတဲ့အခြေအနေမှာရှိရဲ့အဲဥစားပြတ်တောက်သွားပြီဆိုရင်ဟိုပါဘောနော်ယူကရိန်းရဲ့စစ်မြေပြင်အခြေအနေကတော်တော်လေးကိုဖျို့ဖျက်ဖြစ်ပြီးတော့ရုရှားကတော့ရှေ့ဆက်တိုးနိုင်တဲ့အခြေအနေတစ်ခုရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါဇယ်လန်စကီနဲ့အာဒေါ်နယ်ထရန့်နဲ့နောက်ပြီးတော့အာကျွန်တော်တို့ ဟိုဟာဘာလဲဒုတမရာနဲ့အဲ့လိုမျိုးတွေ့တယ်ဆိုတဲ့အချိန်မှာစကားများကြတဲ့အချိန်မှာအဲ့ဒီအချိန်မှာတော့ဒါဇလန်စကီအနေနဲ့အတက်နိုင်ဆုံးအာသူဘာလဲသူ့ဘက်ကနေပြီးတော့တုံ့ပြန်ခဲ့တာရှိတယ်ဒါပေမဲ့ဘာလဲအဲ့အတိုင်းမမာထန်ထန်နေလို့မရတဲ့အခြေအနေတခုပြောရမယ်ဆိုရင်ဥရောပကနိုင်ငံတွေအားလုံးဒီဟိုဟာဘာလဲဟိုယူကရိန်းဘက်ကရက်တီတယ်ဆိုရင်တော့ဘာဘာလဲဟိုပြောရမယ်ဆိုအမေရိကန်ရဲ့တချို့တော့အကူအညီတွေမပါဘဲနဲ့ယူကရိန်းဟာရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့ပုံစံမျိုးတွေကဖြစ်နေ ဲ့တော့ဒီအချိန်မှာငင်းငင်းရေးဆွေးနွေးဖို့ဆိုတာကယူကရိန်းကမရွေးချယ်ခြင်းပဲနဲ့မရွေးချယ်ခြင်းပင်မဲ့နဲ့ရွေးချယ်လိုက်ရတဲ့လမ်းတစ်ခုလို့အာကျွန်တော်တို့ပြောလို့ရပါတယ်ဒါကကျွန်တော်အမြင်ဖြစ်ပါတယ်အဲ့တော့လက်ရှိအခြေအနေအရယူကရိန်းတို့ကဒီအခြေအနေကအကောင်းဆုံးလိုမျိုးဖြစ်နေတဲ့အခြေအနေတစ်ခုဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အာတူဒီအာဒီစစ်ပွဲကိုတောက်လျှောက်တိုက်လာတဲ့အချိန်မှာအမေရိကန်ရဲ့အကူအညီနဲ့ပဲသူကအဓိကတိုက်လာတာဖြစ်တယ် အဲ့တော့ဒီအကူအညီကိုမရတော့ဘူးဆိုရင်အသူ့ရဲ့ပြောမယ်ဆိုဗျာနေ့စဉ်ဟိုဟိုအထားပါတော့ကိုယ်ကိုလာပြီးတော့ဟိုရိတ်ခါတွေခဲရနေလက်နှက်တွေလာပြီးတော့နေ့စဉ်ထောက်ပေါ်ပါဘောနော်ဟိုပို့တယ်အဲ့အချိန်မှာမပေးတော့ဘက်ခနဲဆိုကောက်ရက်လိုက်တယ်ဆိုရင်အာသူ့ရဲ့လက်ရှိဒီအတွင်းမှာရှိတဲ့သူတွေရဲ့အခြေအနေတွေကတမျိုးတမျိုးပြောင်းပြောင်းသွားလိုက်နေ့စဉ်ထမင်းစားရတဲ့သူကရိတ်ခါတွေရက်လိုက်လို့ထမင်းမစားရတော့တဲ့အခြေအနေတွေဖြစ်သွားတယ်အဲ့ကြရင်စိတ်သက်တွေပြိုလဲမယ်တခြားဥစ္စာဒါဥပမာအနေနဲ့ပြောတာနော်ဟိုပြောမယ်ဆိုရင် အထက်ပို့ပြီးတော့ကြီးကျယ်တဲ့အုပ်စာတွေကယူကရိန်းစစ်မေးပြင်တွေမှာကရှိနေလို့အဲ့တော့ပြောမယ်ဆိုရင်တော့အာကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့အခုချိန်မှာရုရှားယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးကတကယ်ဖြစ်လာမှာလားဆိုရင်တော့တကယ်ဖြစ်လာဖို့အလားအလာရှိတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်လက်ရှိအခြေအနေရပါဘောနော်နောက်ပြီးတော့ကျွန်တော်ကမ္ဘာရေးအရန်မကျွမ်းကျင်ပေမဲ့ဟိုဘောနော်တော်တော်များများကိုလိုက်ပြီးတော့လေ့လာဖြစ်တဲ့အခါမှာအ ယူကရိန်းရဲ့လက်ရှိအခြေအနေဒီငြင်းငြင်းရမဆွေးနွေးခြင်းပဲမဆွေးမဆွေးနွေးခြင်းပဲမဲ့လေဆွေးကိုဆွေးနွေးရမယ့်အနေအထားတစ်ခုကိုထရန့်တို့ကဂျောင်းတွေကိုပိတ်ပုတ်လိုက်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့အာထရန့်ကတော့ဒီစစ်ပွဲကိုရပ်အောင်လုပ်မယ်ဆိုတဲ့အတိုင်းရပ်အောင်လုပ်ဖို့လုပ်ရမယ်လို့ကျွန်တော်ဟိုလုပ်ကိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးရှိနေတယ်နောက်ပြီးတော့ထရန့်ရဲ့ဟိုပေါ့နော်ဟိုဘသူတမလာမှမသိတဲ့အခြေအနေပေါ့ဟိုဟာ ဟိုဘာလို့ Elon Musk ပေါ့နော် Elon Musk ကလည်းဟိုတနေ့ကသူ့ Twitter မှာရေးတယ်ပေါ့နော်ဒီ Russia Ukraine စစ်ပွဲမှာသူ့ရဲ့ Starlink ပေါ့နော် Starlink ကိုဒါပိတ်ချလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲ Ukraine မှာအများကြီးနှက်နာသွားမှာရှိတယ်စက်တွေအကွင့်ရတွေပြတ်တောက်သွားနိုင်တာရှိတယ်အတချို့ဥစားတွေအများကြီးအများကြီးရှိရပြအဲ Starlink ကလည်းအရန်ကိုအရေးကြီးရဥစားတွေဒီခေတ်စစ်ပွဲမှာအာကျွန်တော်တို့အာဒီနီးပညာတွေကမလိုအပ်ဘူးလားဆိုတကယ်ကိုလိုအပ်တယ်နီးပညာတွေမရှိဘဲနဲ့ ဒီခေတ်သစ်စစ်ပွဲမှာရုရှားလိုနိုင်ငံကြီးကိုခံတိုက်နေရတဲ့ယူကရိန်းတို့ကဒါတွေကလိုလိုရတယ်အဲ့တော့သူ့နိုင်ငံအတွင်းမှာလည်းဒီ resource တွေကရှားတယ်အဓိကကအမေရိကန်ကလာလာဖြစ်တဲ့အတွက်သူ့မှာချောင်ပိတ်နေတဲ့အနေအထားရှိတဲ့အတွက်ဒီဥစ္စာကဖြစ်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ယူကရိန်းဒီဟိုဘောတော့အတက်နိုင်ဆုံးမမထန်ထန်ဆွေးနွေးလို့ရတဲ့အခြေအနေတစ်ခုမှာတော့မဟုတ်တော့ဘူးအာဟိုဘောတော့သူ့ဘက်ကနေပြီးတော့ဟိုဘောတော့ဟိုဘလို့ဆွေးနွေးမလဲဆိုတာတော့ဘလို့သဘောတူညီချက်တွေနဲ့ ဆွေးနွေးမလဲဆိုတာကတော့ဘာတွေတောင်းဆိုချက်တွေနဲ့ဆွေးနွေးမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်ရုရှားဘက်ကလည်းဘလို့အထက်စီးဆန်ဆန်နဲ့ဘလို့အချက်တွေကိုတောင်းဆိုမလဲဆိုတာတော့ကျွန်တော်တို့စက်ကြည့်ရမယ်အနေထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်အာဒါပေမဲ့ဂျားရက်ကဒေါ်နယ်ထရန့်တို့ကအခုလိုအခြေအနေထက်ယူကရိန်းကိုဘလောက်ထိဖိနှိပ်အောင်မလဲဘလောက်ထိယူကရိန်းဘက်ကနေပြီးတော့ဟိုမှာဖြစ်ပါနေစစ်ပွဲရက်ဖို့ကိုပဲအဓိကထားနေတာလားဒါမှမဟုတ်ယူကရိန်းဘက်ကိုတကယ်စာနာပြီးတော့လုပ်နေတာလားဆိုတာတော့ကျွန်တော်တို့ data လေးစောင့်ကြည့်လေ့လာရမယ့်ဥစ္စာတစ်ခုလို့တော့ကျွန်တော်ကတော့မြင်တယ်ဒီနေ့ဒါဟိုပါပေါ့နော် sorry မှာရှိတဲ့ဟိုတော့ဟိုဇလန်စကီကတော့မတက်ရောက်ဘူးအာဒါပေမဲ့အာသူကဟို sorry ကိုတော့ရောက်နေတယ်အာဒီ sorry ancient မင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တော့တွေ့နေတယ်ပေါ့နော်အဲ့တော့အာဒီ sorry ကလည်းအခုနောက်ပိုင်းဒီကိစ္စတွေမှာသူကတကယ်ကိုဟိုပါပေါ့နော်ဘယ်လိုပြောမလဲဒီဥပမာထားပါတော့ဟို sorry ရောကာတာရောဆိုတော့အခုနောက်ပိုင်း ဟလာ Israel Palestine ရေးခင်းပါလို့တကယ်ကိုဂျားဝင်ပြီးတော့လှုပ်ရှားနေတဲ့ဟိုပွဲစားလိုမျိုးတွေဖြစ်နေရပါဗျာပွဲစားလိုမျိုးတွေဖြစ်နေရအကျိုးတော်ဆောင်လို့ပြောမလားပွဲစားလို့ပြောမလားဆိုတော့မသိဘူးပေါ့နော်နောက်ပြီးတော့ဟိုအခု sorry ဆိုလဲဒီ Russia Ukraine ရေးမှာဒါသူ့နိုင်ငံမှာလှုပ်တယ်ဆိုတော့ဘာတွေပေါ့နော်သူကလည်းသူ့ရဲ့အခန်းကဏ္ဍကလည်းတဖြည်းဖြည်းကြီးလာတဲ့အနေထားမှာရှိတယ်ဒီကကမ္ဘာနိုင်ငံကြီးက sorry ကလည်း ပတ်စံကိုတုံးပြီးတော့သူကနေရာတစ်ခုကိုဝင်ယူလာတဲ့အခြေအနေတစ်ခုရှိတယ်ဗျ။အဲ့တော့ပြောမယ်ဆိုဒီအရေးတွေကပြောမယ်ဆိုရင်အခုအခုခဏလေးအတွင်းမှာပြောဖို့အာမရဘူး။ဒီအများကြီးကိုပြောရမယ်အနေထား။ကျွန်တော်ကိုယ်တိုင်လည်းဟောတော့ဒါတွေကိုအချက်နဲ့အလတ်နဲ့အများကြီးတင်ပြရမယ်။အဥစ္စာတွေကအများကြီးရှိတယ်။အခုလောလောဆယ်ကတော့ Russia Ukraine ရဲ့လက်ရှိငြိမ်းချမ်းရေးအခြေအနေပေါ်ကျွန်တော်အမြင်နဲ့အာမြင်သလောက်ကတော့ Ukraine ကြီးအထက်စီးကမဟုတ်တာတော့ကျင်းတည်တယ်။ level တန်းမဟုတ်တာလည်း ကျင်းတည်တယ်။အောက်ကနေနေနေရတဲ့စစ်ရှုံးတဲ့အခြေအနေတစ်ခုပုံစံကိုတိုက်ရောက်နေတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။အဓိကတော့ Donald Trump နဲ့ Donald Trump တို့အစိုးရရဲ့လှုပ်ဆောင်ပုံကတော့ယူကရိန်းပေါ်နည်းနည်းလေးနည်းနည်းလေးမဟုတ်တော်တော်လေးကိုရက်ဆက်လွန်းတာကြားတယ်။တေချာလို့ကတော့ကျွန်တော်တို့တွေဒီရုရှားယူကရိန်းစစ်ပွဲကနေပြီးတော့အဲတခုတင်ကစားရလိုက်တင်တာကကျွန်တော်တို့ဒီဘယ်နိုင်ငံကမှအားကိုးလို့မရဘူးနိုင်ငံတိုင်းဟာသူ့ရဲ့အကျိုးစီးပွားနဲ့ပတ်သက်လာရင်ဘသူကမှ အာဘောနော်လူအခွင့်အရေးတွေဒီမိုကရေစီတွေခဏဘေးဖယ်ထားသူတို့လိုချင်တာကိုပဲရအောင်ယူတတ်တဲ့ပုံစံရှိတယ်အခုရုရှားယူကရိန်းစစ်ပွဲမှာဆိုလဲသူတို့ယူမဲ့အရာတွေဟာလာမြေရှားတပ်ထုဖြစ်တယ်တရုတ်နဲ့ရှင်နိုင်မှုအတွက်မြေရှားတပ်ထုကအမေရိကန်အတွက်အဓိကလိုအပ်တယ်အာဒါရီကိုရယူဖို့အတွက်ဘောနော်အတင်းအကျပ်ဟာလာညှိနှိုင်းတဲ့သဘောတရားမဟုတ်ဘဲနဲ့အမိန်ပေးစေခိုင်းတဲ့အတင်းအကျပ်ကိုဖိအားပေးပြီးလှုပ်ဆောင်တဲ့အခြေအနေတစ်ခုလို့ကတော့ကျွန်တော်ကတော့မြင်နေပြနော်ဒါကရုရှားယူကရိန်းဒီနေ့တဲ့င်းပေါ်ကျွန်တော်ရဲ့အတွေးအမြင်သုံးသက်ချက်တစ်ခုဖြစ်ပါတယ် ပေါ့နော်အဲ့တော့လိုအပ်တာလည်းရှိမယ်တချို့ဆိုင်လည်းရှင်းရှင်းပါဗောဗျာဟိုတေချာတေချာတခုကတော့ဒီလိုဒီလိုသတင်းမျိုးတွေကတော့အာဟိုဘာလဲသတင်းချက်လက်တွေအများကြီးနဲ့ကျွန်တော်ပြောရမှာဗောနော်ဒါပေမဲ့အခုဟာကကျွန်တော်ကနောက်ထပ်တစ်ခုကိုလည်းကျွန်တော်ပြောချင်နေတာဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲကျွန်တော်ရုရှားယူကရိန်းအရေးကိုရက်ချင်ပါတယ်ဟောနောက်တစ်ခုကတော့ကျွန်တော်တို့ပြည်တွင်းသတင်းတစ်ခုဖြစ်ပါတယ်ဒါကနထိုးကြီးနထိုးကြီးမှာမက်လ9ရက်နေ့ကကျွန်တော်တို့ ဘောနော်ဝလူရဲစခန်းကနေပြီးထွက်လာတယ်တပ်မတရားတက်တပ်မတရားတက်နော်တပ်မတရားတက်လောက်ကအင်အား200ပါတဲ့ဒီဘောနော်ခွေးစစ်ကြောင်းဟိုတဲ့မင်းညံခိုင်ရင်တင်ရင်လေး30နထိုးမျိုးနဲ့ပါကဖနဲ့မာမိတ်ဖွဲ့တို့ကကြရင်ဘူးရအနောက်တောင်ပိုင်းမှာပူပေါင်းတိုက်ခဲ့ပြီးတော့အဆိုပါတိုက်ပွဲမှာ25ဦးစစ်တပ်ဘက်ကတေဆုံးပြီးတော့ဘူမူးမွှဲလိုက်ရုံနဲ့ဘူကြီးအောင်ကိုပါတယ်14ဦးဖမ်းဆီးရမိခဲ့တယ်တဲ့နော်လက်နက်က44လက်တင်းစီရမိခဲ့တယ် ဒီထဲမှာတော့အများကြီးပေါ့ဗျာသူတို့စစ်ကြောင်းလေးကြောင်းမှာပါမဲ့ပစ်ဟိုပါဘောနော်လက်နက်တွေအများကြီးပါတယ်ဗောနော်ဥပမာ81မမတွေပါတယ်ဟို60မမတွေပါတယ်နောက်ပြီးတော့ဒီထဲမှာဆို G3 တွေတော့မှကျွန်တော်တွေ့တယ်ဗောနော် G3 တွေ G4 တွေတော့မှတွေ့တယ်အဟိုခဲရနေလဲတော်တော်ဟိုပါဖြစ်တယ် laptop တွေရော laptop ပုံးတွေရောဘာတွေရောတော်တော်လေးကိုသိမ်းဆည်းရမိတယ်ဆိုတော့ဒီအလဲပိုင်းဒေတာမှာဒီဒီတစ်ခေါက်ဒါကဟိုပါဘောနော်တော်တော်လေးကိုစစ်တပ်ကိုကောင်းကောင်းချေမုန်းနိုင်လိုက်တဲ့ အာစစ်စင်ရေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်တိုက်ပွဲတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အဲ့တိုက်ပွဲဗီဒီယိုလေးကိုကျွန်တော်တို့ခဏအတူတူကြည့်လိုက်ကြအောင်ကျမ်းပါတော့ကျမ်းပါတော့ငါမထားလိုက်ပါဘူးတော့ချေးအတွေ့ပဲ

Hôm nay đưa. Nắm này nắm Vì không, vì không, ấy xây Có 6 tiền cháu, thân tình nhà, hiểu không? Đi bà là đi, xin Mày đi đâu rồi, mày Mày đi trở lại, mày đi trở lại Mày đi trở Mày đi trở lại Mày đi trở lại

ခက်ရရင်ပေါ့နော်နှစ်ထိုးကြီးအဘမှာဆိုရင်စစ်တပ်ဘက်ကအင်အားကောင်းလာဆိုတော်တော်လေးကောင်းတဲ့အနေထားတော့ရှိတယ်အဘမှာဆိုရင်စစ်တပ်ကအာဟိုဟာပေါ့နော်ဒီပြည်သူစစ်တွေဘာတွေဆိုတော်တော်လေးမွေးတာအဘမှာဆိုတီတီတာယူမုံလို့ဘာလို့ဆိုရင်တော်တော်လေးကိုအင်အားကောင်းတဲ့အခြေအနေတစ်ခုမှရှိတယ်အဲ့တော့အာပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ငင်းကြံနှစ်ထိုးကြီးအခုနောက်ပိုင်းအခြေအနေတွေကတော်တော်လေးကိုပြောင်းလဲလာအရင်ထဲမတူတဲ့ပြောင်းလဲမှုတွေကိုကျွန်တော်တို့တွေ့နေရတယ် ်ဘာကြောင့်တွေ့နေရလဲလို့ပြောလဲဆိုတော့ဒီနှစ်ပိုင်းနေမှာမင်းညာတို့ဘုရားဘက်မှာအမြန်လန်းပေါ်တက်လာတာတွေပြီးတော့တိုက်ပွဲတွေမှာမျိုးရင်းတိုက်ပွဲတွေကိုဆင်နွှဲလာနိုင်တာတွေနောက်ပြီးတော့ဒီလိုမျိုးပေါ့နော်အခုဆိုရင်စစ်ကြောင်းကြီးတစ်ကြောင်းကိုဟောပေါ့နော်အဲ့လိုဟိုတိုက်ခိုက်မှုကနေပြီးတော့အများကြီးတင်းစီရမှုတွေအရင်တော့အဲ့ဥစားတွေကကျွန်တော်တို့ EAR နေမြေတွေမှာပဲတွေ့ခဲ့တာအခုနောက်ပိုင်းဒီအတွင်းမိုင်းဒေသတွေမှာပါကျွန်တော်တို့တွေ့လာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွင်းမိုင်းရဲ့စီရေးအခြေအနေတဟုန်လို့တိုးတက်ပြောင်းလဲမှုကတော့တော်တော်လေးကိုဖြစ်လာပြီလို့ ပြောလို့ရတဲ့အခြေအနေတခုရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေဘာဟိုပါဘောနော်ဒိုင်ကနေပြောမြင်လိုက်ရတာတွေကအခုဒီစစ်ပွဲတွေမှာဆိုဘာမြင်လိုက်ရလဲဆိုကွင်းမြေကြီးမှာဖြစ်နေတာကွင်းမြေကြီးမှာဖြစ်နေတာပြန်လည်းပြစ်ခတ်ကြရတယ်တချို့ဥစ္စာတွေဒါကျွန်တော် YouTube ရဲ့ policy ကတချို့ဥစ္စာတွေကကျွန်တော်ဖြတ်ခဲ့တာရှိတယ်ဟုတ်နော်အော်ပြောရမယ်ဆိုဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာကိုယ့်ဘက်ကအာတိုက်ဟိုပါဘောနော်တိုက်တဲ့တိုက်ပုံတိုင်းကြီးတွေကတော့ဟိုကောင်းမွန်လာတဲ့ပုံစံတစ်ခုဘက်ကိုတော့ကျွန်တော်တို့တွေ့နေရတယ် စစ်တပ်ဘက်ကနေပြီးတော့ဒီလိုတိုက်ပွဲတွေမှာဒီလိုမနေ့တနေ့ကမှပေါ်လာတဲ့ PDF လို့ပြောတဲ့သူတွေကတော့မရှင်နိုင်တော့တဲ့အခြေအနေတခုတွေကျွန်တော်တွေ့လာရတယ်။ဒါဟာကျွန်တော်တို့တော်လိုင်းပြီးတော့ကောင်းမွန်တဲ့စီရေးအရွေ့တွေလို့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့ကျွန်တော်ကတော့ပွင့်လင်းလင်းပြောရရင်ဒီမြင်းညံထိုးကြီးရဲ့အခုလောလောတိုက်ပွဲအခြေအနေကိုကျွန်တော်အားရတယ်။ဒါတွေကကျွန်တော်တို့ရဲ့တော်လိုင်းမြမပြီးအတွင်းပိုင်းဒေသရဲ့အပေါ်တော့စည်ရေးအခြေအနေပြောင်းလဲမှုတွေကိုကျွန်တော်ဥတည်နေတာဖြစ်တယ်။ဒါတွေကနေတဆင့်ပဲဒီလိုတဆင့်ချင်းတဆင့်ချင်းကျွန်တော်သွားရမှာပဲ အဲ့တော့ဒီလိုမျိုးတိုက်ပွဲပေါ်များစွာကိုဆင်နွှဲရင်းနဲ့ဟောနော်ကျွန်တော်တို့ရဲ့အတွင်းပိုင်းဒေတာတွေမှာအပြောင်းလဲတွေကိုဖော်ဆောင်နိုင်မလားဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်အခြေအနေတစ်ခုဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အတွေ့အမြင်ခံစားလေးကိုဒီမှာပဲရန်သားခြင်းပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တောင်ဖြတ်သန်းနိုင်ကြပါလိမ့်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်